လာလံပူမြို့တော်မှာ၃ရက်ကြာကျင်းပခဲ့ပြီးအင်္ဂါနေ့မှာပြီးဆုံးခဲ့တဲ့ရှေ့တောင်အာရှနိုင်ငံများအာဆီယံဒေသစည်းဝေးပွဲဟာဒီဒီကလည်းအမေရိကန်ပြည်ထောင်စုနဲ့တရုတ်နိုင်ငံတို့ရှေ့တောင်အာရှမှာဩဇာလွှမ်းမိုးမှုတွေရှင်ပြိုင်ကြတဲ့ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဖွံ့ဖွဲနေ့ကိုတက်ရောက်ခဲ့ပြီးအာဆီယံဒေသနဲ့ပူးပေါင်းခိုင်မာတဲ့အမေရိကန်နဲ့ထိတွေ့ဆက်ဆံမှုကိုကတိပြုခဲ့ပြီးအရေးပါတဲ့တက်ထုတွေနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအသစ်တွေနဲ့ပတ်သက်ပြီးအာဆီယံနိုင်ငံတွေနဲ့နားလည်မှုစာချုပ်လောင်းအများပြားကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။တစ်ဖက်မှာလည်း တရုတ်ဝန်ကြီးချုပ်လီချန်ကဒေါ်နယ်ထရန့်အစိုးရရဲ့အကောက်ကွန်မူဝါဒတွေအပေါ်စိုးရိမ်မှုကိုထုတ်ဖော်ပြောကြားခဲ့ပြီးအာဆီယံနဲ့ပုံမနှက်ဆိုင်တဲ့စီးပွားရေးဆက်ဆံရေးတွေကိုတောင်းဆိုခဲ့ပါတယ်။အာဆီယံနဲ့တရုတ်နိုင်ငံတို့လွတ်လပ်တဲ့ကုန်သွယ်ရေးသဘောတူညီချက်အတွက်ပြင်ဆင်ထားတဲ့ပရိုတိုကောတစ်ခုကိုလည်းလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒေသီစည်းဝေးပွဲကိုဥက္ကဋ္ဌဖြစ်ဆောင်ရွက်ခဲ့တဲ့မလေးရှားဝန်ကြီးချုပ်အန်ဒဝတ်အေဘရာဟန်ကထိပ်သီးအစည်းအဝေးရဲ့ရလဒ်တွေကိုနောက်ဆုံးနေ့မှာချီးကျူးပြောဆိုခဲ့ပါတယ်။ America and today we are back with China မနေ့ကတော့ကျွန်တော်တို့ American ပြည်တော်စုသမ္မတ Donald Trump နဲ့အတူရှိခဲ့ကြပြီးဒီနေ့မှာတော့ကျွန်တော်တို့တရုတ်နိုင်ငံနဲ့ပြန်လည်ရှိနေကြပါပြီဒါဟာအာဆီယံရဲ့ဗဟိုအကြောင်းကိုထင်ဟပ်နေပြီးတောင်ဝဆက်ထိန်းသိမ်းပြီးကမ္ဘာနိုင်ငံအလုံးနဲ့ချစ်ကြည်ရင်းနှီးမြော်ရတွေကိုထိန်းသိမ်းထားနိုင်တဲ့ဉာဏ်ပညာအတွက်လို့ဖို့ကင်ပတ်အာဆီယံကိုကျွန်တော်ချီးကျူးဂုဏ်ပြုပါတယ်လို့ Anwar Ibrahim ကပြောကြားခဲ့ပါတယ်ဒါပေမဲ့ဒီနှစ်မှာပဲအသက်တရာပြည့်ခဲ့တဲ့မလေးရှားရဲ့တပ်တန်းအရှိဆုံးဝန်ကြီးချုပ်ဟောင်းမဟာတီယာမိုဟာမက်ကတော့စိုးရင်ပူပန်တယ်လို့ပြောကြားခဲ့ပါတယ် ကျွန်တော်တို့ကအမေရိကန်နဲ့ချစ်ကြည်ရင်းနှီးကြပါတယ်ပြီးတော့တရုတ်နဲ့တခြားအရှေ့တိုင်းနိုင်ငံတွေနဲ့လည်းချစ်ကြည်ရင်းနှီးကြပါတယ်ဒါပေမဲ့အမေရိကန်ကအခုကျွန်တော်တို့ကိုအမေရိကန်ကွန်ပျူစီတွေကိုဝယ်ဖို့ဖိအားပေးနေပြီးတကယ်တမ်းမှာတော့တရုတ်နဲ့ကျွန်တော်တို့ရဲ့ကုန်သွယ်မှုကိုရှော့ချခိုင်းနေပါတယ် forcing us to buy US goods and reduce ASEAN အနေနဲ့အမေရိကန်နဲ့ရောတရုတ်နိုင်ငံနဲ့ပါကောင်းမွန်တဲ့ဆက်ဆံရေးထိန်းသိမ်းရင်ဒေတာတွေကိုပိုင်းအကျိုးစီးပွားတွေကိုပါမြင့်တင်ရမှာဖြစ်တဲ့အခါရှေ့ဆက်ရမယ့်လမ်းကတော့ အင်အားအကြီးဆုံးနိုင်ငံတစ်ခုကြားမှာစင်ခေါ်မှုတွေရှိနေမယ်လို့သုံးသပ်ကြပါတယ်ခင်ဗျာအင်ဂျင်နီယာ